ကျွန်တော်ရဲ့ကိုမမင်းအားလုံးပဲမင်္ဂလာပါ။နောက်ကကိုလေး break လည်းမှန်နေ။ထိတ်စီကလည်းရှစ်တက်ထိတ်စီမှန်နေ။နောက်ဝေလွယ်သွားရင်ကံမပီတိလို့ပါဗျာနော်။ကံပီရင်တော့ကျွန်တော်တို့တောက်ပါပါ။ခဏလေးတောက်ခံတော့မျိုးတို့ရေး။ န်ရှစ်လေးဆိုတော့ဆင်ပြေပါဗျာနော်တရှစ်တာကဲမင်္ဂလာပါမင်းမင်းဝင်လာခဲ့ပါအောင်

ကယ်ညနေရောကျွန်တော်ရဲ့ကိုယ်မိုင်အားလုံးပဲပေါက်မယ်ဗျာရှယ်ရီရဲ့ကိုယ်မိုင်အားလုံးပဲတယောက်တစ်ချက်ရှယ်ပေးပါအောင်နော်ကျွန်တော်ကျွန်တော်ဒီမှာအားလုံးပဲ live show လေးကိုစတင်ပြပြပါမယ်အားလုံးပဲမင်္ဂလာပါ အဲကိုလီဘရိတ်ရှစ်တက်ကလည်းထိုက်စီးထိုက်စီးခွေတော့ရနော်ရှစ်တက်ထိုက်စီးကိုလီဘရိတ်ကဲဒါဆိုကျွန်တော်ရဲ့ဂွေမောင်အားလုံးပဲစတင်ပြီးပြည်ပါ share လို့ရတဲ့ဂွေမောင်ရဲ့အားလုံးပဲတယောက်တစ်ချက် share ပေးပါလိုင်းလမလေးတွေကိုနှိပ်ပေးပါအောင်နော်လုံးပိုင်းကြီးနော်လုံးပိုင်းလေးပါလုံးပိုင်းနေဆုံးပြပေးမယ်နော်လုံး လုံးဝလေးကိုကျွန်တော်ရဲ့ကိုယ်မရရင်ဆုံးကြည့် share လို့ရတဲ့ကိုယ်မအားလုံးနဲ့တယောက်တစ်ချက်တယောက်တစ်လက် share ခြင်းဖြင့်ကူညီပေးပါဦးနော်95ကကျွန်တော်တို့ငါအပိတ်95ကငါအပိတ်84ကကျွန်တော်ကိုယ်မများလေးရဲ့ပိတ်ငါလေးနှလုံးပေါင်းခြင်းနဲ့ငါနဲ့လေးနဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲငါရဲ့လေးရဲ့ပေါင်းတော့ကျွန်တော်ကိုယ်မများ9ရပါတယ်9ဒီကကျွန်တော်ရဲ့ကိုယ်မရအားလုံးပဲလုံးဝဖြစ်တယ် ကိုးဒီကကျွန်တော်ရဲ့ခွေးပိုင်းအားလုံးပဲလုံးပိုင်းနဲ့ကိုးပိုင်းနဲ့68ဆိုပြီးထွက်တယ်ဟုတ်ပြီနော်မင်္ဂလာပါညီလေးမင်္ဂလာပါကိုကြီးမင်္ဂလာပါဗျကိုးပိုင်းနဲ့68ဆိုပြီးကျွန်တော်ရဲ့ခွေးပိုင်းထွက်ရှိလို့အောင်မြင်ခဲ့တယ်40ဒီကကျွန်တော်ကိုမများအားလုံးပဲ3ညအပိတ်68ကရှယ်ပိတ်3ညရှယ်နှလုံးပေါင်းချင်3ညရှယ်ကျွန်တော်ရဲ့ခွေးပိုင်းနှလုံးပေါင်းချင် တုံညာနဲ့ရှင်းနေပေါ့တော့ကျွန်တော်တို့ဘာရမလဲတုံညာရဲ့ရှင်းခဲ့ပေါ့တော့ကျွန်တော်တို့ရှင်းရပါလေရှင်းဒီကကျွန်တော်ရဲ့ကိုယ်မကြီးအလုံးပဲလုံးပိုင်းဖြစ်ပါတယ်9ပိုင်းကို68 10ပိုင်းကို48ဆိုပြီးထွက်တယ်အလုံးပဲမင်္ဂလာပါမရှင်းရသေးရင်အလုံးပဲတယောက်တစ်ချက်တယောက်တစ်လက်ရှင်းခြင်းဖြင့်ကူညီပေးပါအောင်နော်လိုင်းလမလေးတွေကိုနှိုက်ရှင်းလို့ရတဲ့ကိုယ်မကြီးရှင်းခြင်းဖြင့်ကူညီပေးပါအောင်9ပိုင်းကို68 10ပိုင်းကို48ဆိုပြီးထွက်တယ်နစစ်တက်ကကျွန်တော်ကူမမင်းအားလုံးပဲတိအဖက် 48ကရှေ့ပိတ်18နှလုံးပေါင်းခြင်းတက်ငယ်ရှိခဲ့ပေါင်းတော့ကျွန်တော်တို့ပါရမလဲတက်ငယ်ရှိခဲ့ပေါင်းတော့900ရဲ့9ဒီကကျွန်တော်ရဲ့ကိုယ်ပိုင်အားလုံးပဲလုံးပိုင်9ပိုင်ကို98ရှေ့ပိုင်ကို48 9ပိုင်ကို9ဘူးဆိုပြီးထွက်တယ်ဟုတ်ပြီနော်ပြွာ39ရောက်ပဲရှိတယ်မင်္ဂလာပါမရှေ့ရသေးတဲ့ကိုယ်ပိုင်တယောက်တစ်ချက်ရှေ့ပြွာတရာပြည့်အောင်ရှေ့အောင်နော်9ပိုင်ကို9ဘူးဆိုပြီးထွက်တယ်ဒါဆိုယနေ့ညနေ4နာရီခွဲအတွက်အပိနေရဲ့ညီတဲ့ ကျေးဇူးပါကိုကြီးကျေးဇူးပါအောင်ကောင်းမြတ်ကျေးဇူးပါတော်ကြီးရပြီးတော့လဲပါလားအတော်ကြီးနော်တန်းငယ်ကောင်းဆုံးစ조사ပေးပါလေအတော်တန်းငယ်ပေးတဲ့အချိန်တုန်းကပောက်ခဲတဲ့အချိန်တုန်းကတော့ယူတာပဲเนาะတခါတလေလွဲတာလေးလည်းရှိတယ်နားလည်ပြီးပါအမားနဲ့အမန်ကိုလက်မခံနိုင်ဘူးနဲ့အမြဲတမ်းပဲမှန်လို့ခြင်းနေရဆိုရင်တန်းငယ်အတော်ကိုခဏမပို့ပေးတော့ဘူးเนาะဒီနေ့ရစပြီးဒီညနေရစပြီးအတော်အတော်ကိုတန်းငယ်ခဏမပို့ပေးတော့ပါ နော်ဒေါအောင်ကြီးဆိုတော့ကောက်ပန်းရှင်တန်းငယ်ကရစေခြင်းနဲ့ဆန္ဒတခုနဲ့မိသူတဦးတယောက်ကိုအားလုံးကို ပေါက်စေခြင်းနဲ့ဆန္ဒတခုနဲ့ကူညီနေတာဖြစ်ပါတယ်အမြဲတမ်းလည်းမှတ်မှန်ပါဘူးအမြဲတမ်းလည်းမှားမနေပါဘူးအမှားနဲ့အမှန်ကိုလက်မခံနိုင်ပဲအမှန်ကြီးပဲလိုချင်တယ်ဆိုရင်ဒီနေ့ကစပြီးတန်းငယ်အတော့ကိုခဏမပို့ပြီးတော့ပါအောင်နော်စိတ်ချပါတော့ဟဲ့ကိုဝိုင်ကိုကိုဘူးဆိုပြီးထွက်တယ်။ဒါတော့ကျွန်တော်ရဲ့ကွန်ပိုင်ဆက်သွားမယ်။ယနေ့ညနေ၄နာရီခွဲအတွက်လုံးဝိုင်လေးပါဖြစ်မလဲ 63ကကျွန်တော်ကိုမမ3အပိတ်ကိုဘူးကကျွန်တော်ရဲ့ကိုမရဲ့ကိုအပိတ်3ကိုနှလုံးပေါင်းခြင်း3ရဲ့9ရဲ့ပေါင်းတော့ကျွန်တော်ကိုမမရမလဲ3နဲ့9နဲ့ပေါင်းတော့2ပါနှစ်ဒီကကျွန်တော်ရဲ့ကိုမရဲ့အားလုံးပဲလုံးပိုင်းဖြစ်တယ်ယနေ့ညနေ4နာရီခွဲတော့နှစ်ပိုင်းလို့ရတယ်9ပိုင်းကို68 8ပိုင်းကို48 9ပိုင်းကို9ဘူးတဲ့ နှစ်ပိုင်းကိုကျွန်တော်ရဲ့ကူမကြီးပါထွက်မလို့ပေါ့အလုံးပဲမแชร์ရသေးတဲ့ကူမများအလုံးပဲတယောက်တစ်ချက်แชร์ပါแชร์ပေးပါအောင်แชร์လို့ရတယ်ကျွန်တော်ရဲ့ကူမကြီးအလုံးပဲတယောက်တစ်ချက်တယောက်တစ်လက်ဝိုင်းဝန်းပြီးတော့แชร์ခြင်းဖြင့်ကူညီပေးပါမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်ကျွန်မရဲ့ကွေမအဲ့ဒီလုံးပိုင်းလေးနဲ့ကျွန်တော်ကုံပါများအပီးပေါက်တဲ့လုံးပိုင်းအပီးပေါက်ဆိုင်ပေါ့နော်လက်ခံနိုင်ပါတယ်ညီးရတယ်ကျေးဇူးတင်ပါတယ်ကိုကြီးကျေးဇူးတင်ပါတယ်ဗျာ ဲ့ဒီလုံးပိုင်းလေးနဲ့ကျွန်တော်ရဲ့ကွေမကြီးအပီးပေါက်ဆိုင်ကလေးကိုပြမယ်လုံးပိုင်းနဲ့ကျွန်တော်ရဲ့ကွေမကြီးအပီးပေါက်ဝမ်းချင်းလေးပေါ့နော်အဲ့လုံးပိုင်းနဲ့တွဲရပြီးဆင်းမယ်အပီးပေါက်ဝမ်းချင်းလေးကျွန်တော်ရဲ့ကွေမကြီးတစ်ချက်ကြည့်60ခွန်ခွန်ကပိတ်တယ်ကျွန်တော်ကမမ84က4ရပိတ်ခွန်လေးနှလုံးပေါင်းခြင်းနဲ့ ခွန်ရယ်လေးနဲ့ပေါင်းတော့ကျွန်တော်တို့ဗာရမလဲခွန်ရယ်လေးရဲ့ပေါင်းတော့တည့်ရပါတယ်တည့်ရဲ့နက်ခတ်ဒီက၈တိရှိဒီကျွန်တော်ရဲ့ကိုယ်မရဲ့အားလုံးပဲဝမ်းချင်းဖြစ်တယ်တိရှိဒီကကျွန်တော်ရဲ့ကိုယ်မရဲ့အားလုံးပဲဝမ်းချင်းကိုယ်ပိုင်တိရှိချင်းကိုခဏကနှစ်ခွက်ပဲထိုးအောင်ကိုတင်းနဲ့ကိုရှင်းနှစ်ကွက်ပဲထိုး68ဆိုပြီးထွက်တယ်။ဟုတ်ပြီနော်။ကိုတင်းနဲ့ကိုရှင်းနှစ်ကွက်ပဲထိုး68ဆိုပြီးကျွန်တော်ရဲ့ကိုယ်ပိုင်ထွက်ရှိလို့အောင်မြင်ခဲ့တယ်တဲ့။ 84ဘိတ်68က6ဘိတ်48နှလုံးပေါင်းခြင်းတဲ့48ကျွန်တော်ရုပ်ကမိုင်းနှလုံးပေါင်းခြင်း4ရဲ့8ကပေါင်းတော့ကျွန်တော်တို့ဘာရမလဲ4နဲ့8နဲ့ပေါင်းတော့2ရပါတယ်2ရဲ့နက်ကတ်ဒီ4ရော2လေးဒီက1ချင်းဖြစ်ပါတယ်2လေးချင်း8ပိုင်းကို28နဲ့48ခဏက2ကွက်ပဲထိုးရမယ်2ရှင်းနဲ့4ရှင်းခဏ2ကွက်ပဲထိုး48ဆိုပြီးထွက်တယ် ဟုတ်ပြီနော်48ဆိုပြီးကျွန်တော်ရေကူမာထွက်ရှိလို့အောင်မြင်ခဲ့တယ်အဲ့လိုမဲ့ viewer တရားပြင်အောင်တရားတစ်ချက်တရားတစ်လိုက်ဝိုင်းအောင်ပြီးတော့ share ချင်းဖြင့်ကူညီပေးပါဟုတ်မ share သေးတဲ့ကူမာများနှစ်ရှင်းနဲ့၄ရှင်းနှစ်ပတ်ပဲထိုးကျွန်တော်ရေကူမာ48ဆိုပြီးထွက်တယ်တခြားကြည့်68က share ပဲ48က share ပဲရှေ့ရှေ့နှလုံးပေါင်းချင်းရှင်းနေရှင်းနေပေါင်းတော့တန်းငယ်တို့ဗာရမလဲရှစ်ခဲရှစ်ခဲပေါင်းတော့တန်းငယ်တို့600ပါလေရှင်းနေရှင်းနေပေါင်းတော့တန်းငယ်တို့600ပါလေ ကျွန်တော်ရဲ့ကိုမိုင်နက်ခတ်ခေါ်ခြင်းဒီကို69ဒီခါကျွန်တော်ရဲ့ကိုမိုင်အလုံးပဲဝမ်းကျင်းဖြစ်တယ်။ကိုပိုင်69ရင်းကိုခဏကနှစ်ကွက်ပဲထိုးပါမယ်။ညီတဲ့လိုင်းကောင်းတုံးလေးမြန်မြန်လေးအမြန်လေးတဲ့အပေးနေပါရဲ့အရင်ကလည်းညီလေးပေးလို့ပေါက်ခုပါတယ်တဲ့အခုလည်းပေါက်ချင်ပါတယ်ညီကြီး။မနေ့ဆရာပေးတာထိတ်မှန်ပါတယ်တဲ့ဟုတ်ပါတယ်တစ်ရှိထိတ်ပေးတာတော့တစ်ထိတ်ထွက်သွားတာပါ။တစ်ရှိထိတ်ကိုတစ်ရှိထွက်သွားတယ်ဗျာ။ 6ကိုချင်းကိုကျွန်တော်ရဲ့ကိုမရဲ့အားလုံး6ကိုချင်းကိုကျွန်တော်ရဲ့ကိုမရဲ့ခဏနှစ်ကွက်တည်းထိုးရမယ်နှစ်ကွက်တည်းထိုးရမယ်66နဲ့9ဘူးနှစ်ကွက်ပဲထိုး9ဘူးဆိုပြီးထွက်တယ်66နဲ့9ဘူးနှစ်ကွက်ပဲထိုး9ဘူးဆိုပြီးထွက်တယ်ဒါဆိုယနေ့ညနေ4နာရီခွဲအတွက်တန်းငယ်လိုရထားတဲ့လုံးပိုင်းလေးကနှစ်ပိုင်းလိုရတယ်ဟုတ်ပြီနော်နှစ်ပိုင်လို့ကျွန်တော်ရဲ့ကိုမကြီးရထားတယ်။အဲ့ဒီနှစ်ပိုင်ကိုကျွန်တော်ရဲ့ကိုမကြီးသူနဲ့တွဲရပြီးဆင်းမဲ့အပြီးပေါက်ဘာဖြစ်မလဲကြည့် 48ရှစ်ရဲ့ပိတ်68က10ရဲ့ပိတ်10ကိုကျွန်တော်ရဲ့ပုံမှန်နှလုံးပေါင်းခြင်းနဲ့10ရဲ့9ရဲ့ဘောင်းတော့ကျွန်တော်တို့ခွန်ရပါတယ်10ရဲ့9ရဲ့ဘောင်းတော့ခွန်ခွန်ရဲ့နက်ခတ်တီ3ညနဲ့ခွန်3ညတီကျွန်တော်ရဲ့ပုံမှန်ရဲ့အားလုံးပဲဝမ်းချင်းဖြစ်တယ်တဲ့ဟုတ်ပြီနော်ကိုပိုင်တရှိချင်းကိုခဏကနှစ်ခွက်ပဲထိုးကိုတင်းနဲ့ကိုရှင်နှစ်ခွက်ပဲထိုး68ဆိုပြီးထွက်တယ်10ပိုင်နှစ်လေးချင်းကိုနှစ်ရှင်းနဲ့လေးရှင်းနှစ်ခွက်ပဲထိုး48ဆိုပြီးထွက်တယ် 6ပိုင်69ချင်းကို6ဘူးနဲ့96နှစ်ကွက်ပဲထိုး6ဘူးဆိုပြီးထွက်တယ်။ဒီမှာလဲ2ပိုင်83ညာချင်းကိုခဏကနှစ်ကွက်တဲ့ထိုးရမယ်။ဟုတ်ပြီနော်။ခဏကကျွန်တော်ရဲ့ကိုယ်မှာ2ကွက်တဲ့ထိုးအောင်ပါလဲ29နဲ့20ခဏ။အဲရမကောင်းနော်။ line မကောင်းဘူးဖြစ်သွား။ကံပေးရင်ကျွန်တော်ရဲ့ကိုယ်မှာရရမယ်။ကံပေးရင်ရမယ်ဟုတ်ပြီနော်။နောက်တဲ့အပြီးပေါ်ဝိုင်းချင်းနေပြမယ်နော်။ ီဝမ်းကျင်းလေးနဲ့ကျွန်တော်ရဲ့ကွယ်မာတွေတွဲရက်ပြီးဆင်းတဲ့အပီးပေါက်လေးပြမယ် Lấy mấy con nữa पढ़ेगा नीली बरैया है ना पढ़ेगा नीली बरैया है पढ़ेगा नीली बरैबा पढ़ेगा नीली बरैबा पढ़ेगा နှစ်လေးပရိတ်ပါဟုတ်ပြီနော်ပရိတ်ကကျွန်တော်ရဲ့ကုမာရီပါပရိတ်ဆိုရင်နှစ်လေးပရိတ်ရတယ်နော်ပရိတ်ကနှစ်လေးပရိတ်နော်ဒါမူချမ်းပြမယ်ဒါမူချမ်းနော်မူချမ်းတော့တွေ့တာတာပါပရိတ်ကနှစ်လေးပရိတ်နော်ဒီနှစ်ခုကအပီးပေါက်ဝမ်းချင်းပါနော်အပီးပေါက်ချင်းပါ ကအပြီးပေါက်ချင်းပရိတ်ကနှစ်လေးပတ်ရရပါတယ်ပရိတ်ကကျွန်တော်ပြောများအားလုံးပဲနှစ်လေးပတ်ရပါတယ်ဟုတ်ပြီနော်ပရိတ်ကနှစ်လေးပတ်ရပါတယ်